သောများကျောင်းသားကျောင်းသူများသင်တန်းသူသင်တန်းသားများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတို့နဲ့ပြည့်စုံကြပါစေ။ကျွန်တော်တို့ Grade 7တမိုင်းမှာနှစ်ခန်းပဲရှိပါတယ်။မြမတမိုင်းတစ်ခန်းနဲ့ကမ္ဘာတမိုင်း တခန်းပါခင်ဗျာမြမသမိုင်းတခန်းမှာအပိုင်း၃ပိုင်းရှိတယ်လို့ကဘာသမိုင်းတခန်းမှာလည်းအပိုင်း၃ပိုင်းရှိပါတယ်ဆိုတော့ကျွန်တော်တို့ great seven ကိုမသိခင်မှာ great six အကြောင်းကိုကျွန်တော်တို့ပြောရအောင် great six သမိုင်းမှာဘာတွေသင်ရလဲဆိုတော့သမိုင်းကြိုခေတ်သင်ရတယ်သမိုင်းကြိုခေတ်မှာရှေးဦးလူတွေကျွန်တော်တို့အမဲလိုက်စားသောပုံစနစ်တွေကိုယ်ွယ်ယုံကြည်မှုတွေစိုက်ပျိုးရေးနဲ့ကျေးလက်ဘဝတွေအီဂျစ်ရောမဂရိတရုတ်အိန္ဒိယအန်ဂေါ် စရဲကျွန်တော်တို့ရှေးဟောင်းမြို့ပြနိုင်ငံတွေရဲ့ကိုယ်ပိုင်ယုံကြည်မှုဒလိစိုက်ပျိုးရေးအလေးအထားတွေကျွန်တော်တို့သိမိတဲ့အခါမှာဒီသူတွေကဆရာတို့မြို့ပြနိုင်ငံတွေမြို့တွေရွာတွေအဲ့လိုမျိုးဖွဲ့စည်းပြီးတော့နေလာတယ်စနစ်တကျအခြေတကျအုပ်စုဖွဲ့ပြီးနေလာတယ်နောက်ပိုင်းတွေမှာသူတို့တွေကဘလို့တွေဖြစ်လာလဲဆိုရင်အိန္ဒိယမှာဆိုရင်သူတို့ဘာသာရေးမှာဇက်ကြီးခွဲလာတယ်เนาะဆရာတို့ဗျဟန် ဒေမနခတိယဝတ္တတုတ်တဆိုပြီးတော့ဘာတွေဖြစ်လာလဲဇက်တွေခွဲလာတယ်လူလူချင်းခွဲကြလာတယ်အဲ့လိုမျိုးပဲဆရာတို့လူဆိုတာငွေရှိမှတင့်တယ်တယ်ဂုံရှိမှတင့်တယ်ဆိုပြီးတော့လူလူချင်းဂုံပြိုင်စနစ်ပြိုင်ကြီးပေါ်ပေါက်လာဒါတွေကလည်းတမိုင်းကိုတခေချိုးစေပါတယ်ကျွန်တော်တို့တိုက်ကြီးတွေအများကြီးရှိတဲ့နေရာမှာ ။ဥရောပတိုက်သားတွေဟာဆရာတို့ထက်ပို့ပြီးတော့ငြိမ်အာရှတိုက်တွေဒီအမေရိကတိုက်တွေတို့ထက်ပို့ပြီးတော့ငြိမ်ညံသွင်းမြင့်မှာတော့သူတို့ကဘာလုပ်လဲဆိုတော့စူဇန်ရှာဖွေပါတယ်။စူဇန်ရှာဖွေရင်းနဲ့အိန္ဒိယကိုရောက်တဲ့ဗီနစ်မြို့သားမာကိုပိုလိုဟာဆိုရင်ဆရာတို့တရုတ်နိုင်ငံကိုရောက်တဲ့အဲ့လိုမျိုးကူတန်ရောင်းဝယ်လက်ပတ်သွားလာရင်းနဲ့ဒီလိုတိုက်တွေနိုင်ငံတွေကိုရောက်လာတဲ့အချိန်မှာသူတို့ရဲ့ဘယင်းတွေကိုတင်ပြရဲ တရုတ်နိုင်ငံမှာဆိုရင်ပိုးရည်တွေထွက်တယ်ကျွေတွေတွေထွက်တယ်အိန္ဒိယမှာဆိုရင်ကျွန်တော်တို့ဟင်းကပ်အမွေးကြိုင်တွေထွက်တယ်မာလာယူတို့မလေးကျွန်းဆွဲတို့ဆော်ရနီကျွန်းတို့အဲ့မှတ်တွေမှာဆိုရင်ဒီဟင်းကပ်အမွေးကြိုင်တွေထွက်တယ်ဒီကျွန်းစုတွေကိုဒါသိမ့်ပိုက်ပြီးတော့ဒီစီးပွားရေးကိုလုပ်မယ်ဆိုရင်တော့အရန်ကောင်းပါလေဆိုပြီးတော့သူတို့ရဲ့ဘရင်တွေကိုတင်ပြရဲစစ်သည်တွေခေါ်လာရဲအဲ့ဒီနေရာတွေမှာစီးပွားရေးလုပ်တာအကြောင်းပြပြီးတော့နိုင်ငံရေးတွေလုပ်တယ်ပြီးတော့ဘာတွေလုပ်လဲနိုင်ငံကိုသိမ့်ပိုက်ဖြစ်တယ်နိုင်ငံ တဲ့နိုင်ငံကိုတိမ့်ပိုက်တယ်ဆိုတော့လူသူအင်အားတွေပဲတိမ့်ပိုက်တာမဟုတ်ဘူးစီးပွားရေးနဲ့တိမ့်ပိုက်တယ်ဆရာတို့အရင်ခေတ်ကစီးပွားရေးနဲ့တိမ့်ပိုက်တယ်အခုရင်ကျင်းမှုနဲ့တိမ့်ပိုက်တယ်ဆရာတို့စီမှာအနောက်တိုင်းရင်ကျင်းမှုတွေဝင်လာတယ်အရှေ့ပိုင်းရင်ကျင်းမှုတွေဆရာတို့ရဲ့အရှေ့တိုင်း ကြည်ချင်းမှုတွေကတပိပိနဲ့စိတ်တော့တာဒါကြောင့်မလို့ကိုလူမျိုးကိုယဉ်ကျေးမှုကိုကာကွယ်မှာရမယ်ဒီလိုပဲပေါ့ဆရာတို့ဥရောပတို့ရဲ့ nature စနစ်ဥရောပတို့ရဲ့ nature စနစ်မှာဥရောပမှာဆရာတို့ပြောင်းလဲမှုတွေပေါ်ပေါက်လာဥရောပမှာဘယ်လိုမျိုးပြောင်းလဲမှုတွေပေါ်ပေါက်လာလဲဆရာတို့ကြည့်အောင် အမျိုးသားနိုင်ငံမျိုးပေါ်ပေါက်လာခြင်းဆရာ great sea great stellar great eight ကိုတင်နေတဲ့ဆရာဖြစ်တဲ့အတွက်ကြောင့် CRD war တော့အမြဲပြတ်သုံးပါတယ်အမျိုးသားအမျိုးသားအမျိုးသားဆိုတာဆရာတို့အင်္ဂလိပ်စကားလုံးဖြစ်တဲ့ national ဆိုရဲဝါဟာရကိုအသွင်ကူးပြီးတော့အမျိုးသားဆိုရဲဆရာတို့ရဲ့ဒီတမျိုးသားလုံးဆိုရဲဝါဟာရ ုရှူထားတာဖြစ်ပါဒီနေရာမှာအမျိုးသားနိုင်ငံများပေါ်ပေါက်လာခြင်းဆိုတော့အဲ့ဒီနိုင်ငံမှာအမျိုးသမီးတွေမနေဘူးလို့ထင်ပါဆိုလို့ပါအမျိုးသားနိုင်ငံဆိုတာဟာဘယ်လိုမျိုးပြောတာလဲဆိုတော့ကိုယ့်လူမျိုးတွေကိုယ့်ကိုယ်စုစုစည်းစည်းနဲ့ကိုယ့်လူမျိုးသားလေးအကြီးအကဲဖြစ်ရမယ်ဘရင်ဖြစ်ရမယ်အုပ်ချုပ်သူဖြစ်ရမယ်အဲ့လိုမျိုးအတုံးလုံးတွေအဲ့လိုမျိုးဆရာတို့ဒီဂျာရူဘိုင်းနေမှာယူထားတဲ့လူတွေကိုဒီနိုင်ငံတွေကိုအမျိုးသားနိုင်ငံတွေကိုခေါ်တယ်ပေါ့ အလဲခိဥရောပမှာဆရာတို့ site layer site view ရအခြေခံနဲ့မြေရှင်စီးပွားရေးစနစ်ထိုးလာတာ။ဘာရင်လဲဆိုတော့အဲ့ဒီမြေရှင်ကြီးတွေကမလုပ်လဲဆိုတော့ဗောနော်သူတို့မြေယာတွေကိုပိုင်ဆိုင်ဒီမြေယာတွေကိုပိုင်ဆိုင်တဲ့မြေရှင်ကြီးတွေကတနိုင်ငံတော်သွားပြီးတော့ဘရင်ကကျူးကျော်တယ်။ကျူးကျော်သိမ့်ပိုက်တဲ့အခါမှာစစ်ရှုံးနဲ့ နိုင်ငံစီကတုံ့ပန်းနေရတယ်စစ်ရှုံးတဲ့နိုင်ငံဆိုရင်ဘာလုပ်လဲကျုံပြုတ်နေလေဆရာဆိုရင်ငငယ်တော့ဆိုရင်ငငယ်တော့မငယ်ဘူးကနည်းနည်းတော့အရွယ်ရောက်ပြီးတော့ဘာကားကြည့်လဲဆိုဂျုံမုံကားကြည့်နေ ောင်เนาะဒီဂျုံပေါင်းကားကြည့်ပြီဆိုရင်ဒီတရေသားနဲ့တရေသားကိုဒိတ်ပိုက်ပြီဆိုရင်ဘာလုပ်လဲအဲ့ဒေသားကလူတွေကစစ်ရှုံးတဲ့ဒေသားဖြစ်သွားပြီဆိုရင်သူတို့ကိုမိန်းကလေးတွေဆိုရင်စော်ကားတာတွေရှိတယ်ယောက်ျားလေးတွေအရွယ်ကောင်းတယ်အဲ့လိုမျိုးဆိုရင်ဆရာတို့ခိုင်းစားတယ်ဘာတပွဲခိုင်းစားလဲဆိုရင်သူတို့ရဲ့လေယောင်ကြီးတွေမှာကျွန်းတပွဲခိုင်းစားတယ်အဲ့ဒါဆိုတော့ဆရာတို့ဒီအလဲပိုင်းရှင်ညင်းပိုင်းရှင်ကြီးတွေညင်းရှင်ကြီးတွေရောဆရာတို့ဘဒူတွေဖြစ်တယ်ဆိုရင် ဘုရင်နဲ့သူတို့ကတာသနာဝင်တယ်ဒီတာသနာဝင်တယ်ဆိုတာကသူတို့ဖရာเจ้าနေဆောင်ဖို့အတွက်မြေကြီးတွေကိုဘုရင်တွေဒီကရထားတယ်သူတို့တွေကမလုပ်လဲဖရာเจ้าလုပ်လဲလုပ်တယ်ဒီဖရာเจ้าမှာဝေယဝိဆငွေကြီးကုန်မှာဆိုတော့အဲ့ဒီပုံနေတဲ့လေယာမြေတွေကိုမလုပ်လဲအပင်တွေစိုက်ရင်လေယာတွေစိုက်ပြီးတော့ဒီတစ်ဖက်ကလည်းဝင်ငွေရှာတာပေါ့နော်ပြီးရင်ဆရာတို့ မေဘယင်ကချီးမြှောက်ထားတဲ့မူမတ်လေးစစ်သူရဲကောင်းလေးဘယင်တော့ဆိုရင်ဘယင်ဆိုရင်ပါလေဆရာတို့ဒီဟိုအာမှာရှိတယ်လေနော်မြမမြမသာစာအုပ်မှာရှိတယ်လေဘယင်ကဘေးသူကြိုက်တဲ့တခြင်းလေးကိုဟိုပါဘောဒီဟိုပါဘောဥပုံညာထင်းနေပေါ့နော်ဆရာတော့ဒီဟိုအောင်မှားမှာဆိုတော့ ဥပုံညာထင်ပါတယ်သူကြိုက်တဲ့ကြပြားတွေပါတွေကိုဖွဲ့ဆိုနိုင်နေဆိုရင်ဘာအောင်စဘာအောင်စဆိုရဗနေရွာအောင်စဘေဘေရွာအောင်စဆိုဘယင်ကသူကပါဇက်ကနှုတ်တော်ဖွင့်လိုက်တာနေကိုဘယင်တို့ရဲ့စကားဒီဆရာတို့ကပြန်ရင်သိယထုံးစံမရှိဘူးဒါကတော့ဆရာတို့ဘယင်တို့ကဟာမောင်ပုံညမင်းဆက်တဲ့ကြပြားကောင်းလိုက်တာမင်းဆက်တဲ့သူကဘယင်တွေကမလုပ်လဲရွှေရင်ငွေပြေးတာမဟုတ်ရော့ဟိုဟာရွှေတုံးတုံးငွေတုံးတုံးယူဆိုတာမဟုတ်ဘူးကဲ ်မင်းမင်းဆိုတဲ့တပြောင်ကောင်းနေမောင်မုံညမင်းဘေးရွာကိုစားလိုက်တော့ ဘေးရောင်စားလိုက်တော့ဆိုတာကအဲ့ဒီရောင်မှာရတဲ့အခွန်အတုံးမှန်တည်းမျိုးသူကဘယင်စီကိုစက်တာစရာမလိုပဲနဲ့တော့စက်တာစရာလိုလားဆိုလိုတော့လိုမှာပေါ့နော်ဟာ100%ဆိုရင်20%လောက်ပဲစက်တာပြီး80%ကိုသူယူလို့ရဆိုတော့ရွှေတုံးတရုံပြီးခဏပဲခံစားလို့ရမှာဒီရောင်ကိုအပိုင်စားတယ်ဆိုရင်သူ movement လုပ်နေတဲ့မျိုးကာလပတ်လုံးသူစားလို့ရဒါကြောင့်မို့အရင်အရင်တော့ဘယင်တွေကရွာရီကိုချင်းမြင်တဲ့ movement တွေပေါ့နော်ဆိုရင်ဆရာတို့ မြို့စားနေစားတွေပါဝင်နေဆရာတို့မြေကျူလူနန်းစားမှာလေမြေကျူလူနန်းစားတွေကတော့ဒီမြေချင်းလူနန်းစားတွေကိုအလုံးကျွေးပြီးွားတဲ့လူတွေပဲဖြစ်ပါတယ်ဆရာတို့လယ်သမားတွေနဲ့မြေကျူနေရာဆိုရင်ဆရာတို့လယ်ပိုင်ရှင်တွေကိုအခွန်အခအနဲ့လောက်အားကားတွေကိုပေးရသူတို့ဒီမြေမှာလုပ်မယ်ဆိုရင်တော့ဆရာတို့ဒီဟိုပါပေါ့ဆရာတို့ရဲရောခေါ်တဲ့တင်းငားတွေပေါ့နော်တင်းငားချတယ်ဒီတင်းငားတွေကဘာလုပ်ရလဲဆိုရင်သူတို့လယ်မှာ ဟိုဟာသူတို့ရဲ့ဒီမြေရှင်ကြီးတွေလည်းမှာအလုပ်လုပ်ပြီးတော့ဒီရရတယ်ဆရာတို့ပတ်ဆိုင်တွေကိုမြေရှင်ကြီးကိုဘယ်လောက်ပါဆန့်ပေးရတယ်သူတို့ကဘယ်လောက်ယူရဲတချို့ကြတော့လေနေစားလုပ်ကြတာပေါ့နော်ပြီးရင်မြေရှင်ကြီးများဟာဆရာတို့မြေကြုံများနဲ့မြေယာများကိုရောင်းချပိုင်ခွင့်ရှိသူသူအဲ့ဒီကအဲ့ဒီကဆရာတို့ကဗာပြည့်လေလူတွေကိုပါရောင်းစားလို့ရဆရာတို့ယောမရဂရီတို့မှာဆိုရင်လူသက်ပွဲကြီးတွေရှိတယ်လေအဲ့ဒါကြောင့်အဲ့ဒီမြေပန်းရှင်ဒီဟိုဟာတွေပေါ့တထေးတွေပေါ့နော်ဘောစီတွေ ်ဘောစီတွေကဒီလိုမျိုးစစ်တုံးပန်းမှာရလာတဲ့ရှုံးလို့ရလာတဲ့စစ်တုံးပန်းတွေကိုလည်းမျိုးထိုးပြီးတော့ဘယင်ကဘလောက်အာရှင်မင်းဘလောက်ဘလောက်ထားပါဘုံเนาะအဲအဲ့လောက်ထားပါဝယ်တယ်ဝယ်ပြီးရင်သူတို့ရဲ့ပျော်ပွဲရှင်ပွဲအတွက်ဒီဆရာတို့ကြည့်ရဲ့ပွဲမှာဆိုရင်နေရိုင်းနဲ့လူနှဲကို ဖတ်ပြီးတော့မလုပ်ခိုင်းနေဆိုရင် နိုင်ရိုင်းနဲ့လူနဲ့လေဟိုကနိုင်ရိုင်းကဒီလောက်ဂျိုကြီးနေတဲ့ဟိုဝိုင်းနဲ့အဲ့ဒါကိုဖတ်ပြီးတော့အာလူကြီးကလက်ထုပ်လက်ကုပ်ဝိုင်းပြီးတယ်အော်ဘာရာတွေပြီးတယ်အော်ဘာအော်အော်ဘာရာတွေပြီးတယ်ပေါ့နော်လက်ကုပ်အော်ဘာရာတွေပြီးတယ်အဲ့ဒီအခါမှာဘယ်လိုဖြစ်လဲဆိုရင်အဲ့ဒီကလူကြီးကဘာဖြစ်လို့လဲသူ့ချောက်ရံ ွေးထတိုင်ုံကိစ္စတွေတော်တော်ကြိုက်ကုန်ရတယ်ပေါ့နော်အဲ့ဒီကကြတော့လူလူချင်းเนาะဆရာတို့လူလူချင်းခြာခိုင်းတယ်လူနဲ့နွားနဲ့ခြာခိုင်းတယ်ပြီးရင်ဆရာတို့ဟိုဟာအစည်းတန်နဲ့မြင်းဟိုဟာအပြည့်တန်နဲ့မြင်းမော်တက်ခွာခိုင်းတယ်လူတွေပေါ့နော်အဲ့လိုမျိုးဆရာတို့ဘဲတဲ့ညီရှင်ကြီးတွေဟာသူတို့ပိုင်တဲ့ဒီညီယာမျိုးဒါမကဘူးတဲ့မြေကျူတွေဟိုဟာသူတို့ရောက်ချပိုင်ခွင့်ရှိပါရဲ့တဲ့ကက်ဆက်ကြည့်အောင်ထိုကိမာတဲ့ဦးတန်းရောင်းဝယ်ရင်မထုံးသားလို့ပါဘူးတဲ့ အလေခင်းနောက်ပိုင်းရောက်လာတာတဲ့အရှိတိုင်းနဲ့အနောက်တိုင်းကိုဆက်သွယ်ထားတဲ့ကုန်သွယ်ရေးလမ်းကြောင်းကြီးပေါ်ပေါက်လာတဲ့ကုသရောဝယ်ရေးကိုအခြေခံတဲ့စီးပွားရေးစနစ်ကိုပြောင်းလဲလာတယ်တဲ့တစ်ထောင်ကိုတစ်ထောင်95ခုနှစ်ကနေတစ်ထောင်148ခုတစ်ထောင်144ခုနှစ်အတွင်းဥရောပနိုင်ငံများကဥဆောင်တဲ့ cruise စစ်ပွဲကြီးဖြစ်ပွားခဲ့ cruise စစ်ပွဲဆိုတာကတော့ဘာသာရေးကိုအခြေခံတဲ့စစ်ပွဲတွေပါ နော်ဘေးဘာသာကြီးဘေးဘာသာကြီးကတော့ဆရာမပြောလို့တော့ဘူးနော်ဘာသာကြီးကိုအခြေခံတဲ့စစ်ပွဲကြီးဖြစ်ပေါ်လာရင်ဒီ crusade စစ်ပွဲကြီးရဲ့အကျိုးဆက် အဲ့ဒီ cruising စပွဲကြီးဖြစ်တယ်ဒေတာတဒေတာနေဒီဒေတာတော့တဒေတာကိုတိတ်ပိုက်တယ်အဲ့ဒီ cruising စပွဲကြီးဖြစ်လို့အဲ့ဒီစစ်ချီကလမ်းကြောင်းနေတာဆိုရင်ဆရာတို့ဘာဖြစ်လဲဆိုရင်စီးပွားရေးလူမှုရေးနိုင်ငံရေးကိုပြောင်းလဲတယ်ဒီ cruising စပွဲတွေပြီးသွားတော့အဲ့ဒီ cruising စပွဲကြီးဖြစ်လို့ဒေတာတဒေတာနိုင်ငံတနိုင်ငံမျိုးတစ်မျိုးကနေတစ်မျိုးကိုခြေတက်တဲ့လမ်းကြောင်းနေတာဆိုရင်ဆရာတို့ စစ်ကြီးရောက်လမ်းကြောင်းများလာဆိုရင်ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်သွားပါတယ်။ကုန်သွယ်ရေးလမ်းကြောင်းသုံးသွယ်ခြင်းနဲ့ဥရောပကိုရောက်ရှိတာပထမလမ်းကတော့ဆရာတို့တရုတ်နိုင်ငံကနေဆရာတို့ဥရောပကိုရောက်လာတဲ့ကုန်လမ်းပါပေါ့နာမည်တော့မရေးထားပါဘူးစစ်ဂျူရော့လို့ခေါ်တဲ့ပိုလန်ပါကြီးဖြစ်ပါတယ်။ Syrian နိုင်ငံကနေမြေရည်ပင်တွေ နော်ချီရီယောနိုင်ငံကနေမြေလဲပင်လဲကိုဆရာတို့ဝင်ရောက်လာတဲ့လမ်းပေါ့အဲ့ဒီလမ်းเนี่ยဆရာအိဒီယန်သမုတ်တရားနဲ့အလက်ဇန်ဒရာမြို့ကိုရောက်ရှိလာတဲ့လမ်းဆိုပြီးသုံးသွယ်ရှိပါတယ်အရှေ့တိုင်းကုန်စီဆိုတာကတော့ဆရာအရှတ်တိုက်ကိုကြီးမြှောက်ပါတယ်ဒီအရှေ့တိုင်းကုန်စီတွေက Venice ကုန်တယ်မှာတစ်ဆင့် Venice ကုန်တယ်မြောက်မှာတစ်ဆင့် Venice ဆိုတာကအီတလီရဲ့မြို့ပြနိုင်ငံဖြစ်ပါတယ် ညီရောပင်လေဇီးပွက်တဲ့ကိုဝင်ရောက်လာပြီးတော့အီတလီမြို့ပြနိုင်ငံကြီးဟာတုံသွေးကြီးအချက်ချကြတဲ့နေရာကြီးဖြစ်လာတယ်။ဒါကြောင့်မလို့ဆရာတို့အီတလီမြို့ဗင်းနစ်အီတလီနိုင်ငံဗင်းနစ်မြို့ကမာကိုပိုလိုဟာဆိုရင်ဆရာတို့ဘေးကနေတစ်စစ်ပိုလန်မှာရနေတစ်စစ်ဒီပေါ့ဒီတန်းကြောင့်ဒီကုန်းလမ်းမကြီးလို့ခေါ်တဲ့ပိုလန်မှာရနေတစ်စစ်တရုတ်နိုင်ငံကိုဝင်ရောက်လာတယ်ကုန်တယ်ထုံးတော့လာကြီးကြောင်းနဲ့ကုန်တယ်လူရန်စားနဲ့ကုန်တယ်ရလမ်းတစ်လျှောက်အချက်ချာပြီး နေရာတွေမှာဆရာတို့မြို့ကြီးပေါ်ပေါက်လာတယ်ဆရာတို့ဒီနိုင်ငံကိုပဲကြည့်မယ်ပေါ့နော်ဆရာတို့ဒီနိုင်ငံမှာဆိုရင်ဆရာတို့မြန်မာနိုင်ငံနယ်စပ်နဲ့ခိုင်းနယ်စပ်ပေါ့အဲ့ဒါဆိုရင်ဆရာတို့မြောက်ရီမင်းစောက်ပေါ့ဟဲ့ဒီဘေးကို shopping သွားမလို့လဲမြောက်ရီကို shopping သွားမလို့မြောက်ရီကမြို့ကဘာမြို့ကြီးဖြစ်လာလဲဆိုရင်ဈေးမြို့ကြီးဖြစ်လာနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံကိုဆရာတို့ကုန်သွယ်တဲ့အခါမှာ ဲ့ဒီဂျားမှာရှိတဲ့ boundary ပေါ့နော်ဆရာတို့ဂျားကန်နေမြာဒီဆရာတို့နေနေမိတ်ပေါ့နော်နေနေမိတ်ချင်းထိဆက်နေတဲ့နေရာဆရာတို့အတွက်ကုံတယ်ဖလှယ်တဲ့နေရာဖြစ်လာဆရာတို့မြန်မာနိုင်ငံကဘာပစ္စည်းကိုအလိုရှိလဲတရုတ်နိုင်ငံကဘာပစ္စည်းကိုအလိုရှိလဲပေါ့နော်အဲ့ဒီနေရာမှာဖလှယ်တယ်ဖလှယ်ရဲ့ဖလှယ်ရဲ့နေကုံတွေရောက်လာပြီဆိုတော့ဘာကြီးဖြစ်လဲကုံတွေရောက်လာမှာတော့ဒီကုံတွေကဒီအခုခေတ်စကားနဲ့ပြောမယ်လေအာနောက်ဆုံးကွာ အဲ့ဒီနေရာတနေရာမှာဟိုပါ့အခုကုန်ကားကြီးတွေ3စီး5စီး6စီးအဲ့လိုမျိုး6စီး9စီးရက်လာပြီဆိုရင်တပိပိနဲ့နောက်နေသူရဲ့မိတ်ဆွေ9စီး10စီးကရက်လာပြီဆိုရင်အဲ့တော့အနည်းဆုံးကုန်ကား10စီးလောက်မှာ driver နဲ့ spare နှစ်ဦးပါတယ်ဆိုရင်အယောက်20 ဆရာဆိုရင်ဈေးကွက်စီးပွားရေးအတွက်တော့ဗောနော်အဲ့ဒီ၁၀ဇီးလောက်ရက်ထားတဲ့နေရာမှာဆရာကွန်းရာတို့ဆက်လိတ်တို့အေးဘူးတို့ရေတံဘူးတို့သွားရောက်မယ်ဆိုရင်ဆရာအတွက်တယောက်တည်းပဲလေခိုင်ငယ်လေးအေးစစ်စစ်ပဲသူတို့လည်းလမ်းလျှောက်ပြီးတော့သွားမှာမဟုတ်ဘူးမောလို့နားနေပါတယ်ဆိုနေမှာစစ်ကလိုက်ရှာဖို့အတွက်တော့ဟိုဘက်ကိုသွားရမှာမဟုတ်ဘူးဆရာတို့ထိုင်ပြီးရောက်နေတယ်အဲအဲ့မှာတရာတရာမြက်မယ်3 4 500မြက်မယ်တပိပိနဲ့လူများလာရင်ဆရာသမင်းပွဲတွေတီးအော်ပါဗောသမင်းဆိုင်တွေတီးမယ်လပိတွေကော်ဖီတွေပလိန်တွေလုပ်မယ် အဲ့ဒီလူမျိုးဆရာရဲ့အကြံတူလူတွေကနောက်ဆိုင်နေ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 ဖွင့်ရင်းနေဘာဖြစ်လဲဆရာတို့တပိပိနေဈေးတွေဖြစ်လာတယ်ဈေးတွေကနေလူတွေပေါ်လာတယ်လူတွေပေါ်လာရင်လည်းခုနကုံကားသမားတွေကမလုပ်နဲ့အဲ့မှာစကီးလေးတွေတွင်းတွေတကြီးဆောင်းမယ်တကြီးတကြီးဆောင်းရင်းနဲ့လူကြီးတွေတိုးပွားလာမယ်လူကြီးတွေတိုးပွားလာရင်လည်းတို့ရဲ့သားသမီးတွေက generation တွေကနောက်တဲ့မျိုးဆက်တွေဖောက်မယ်တပိပိနေညိုကြီးပြာကြီးဖြစ်လာပါတယ်เนาะ ပဒဝီအနေထားပေါ်ခြေပြူပြီးတော့မြို့များဖွဲ့စည်းပုံကတော့မတူပါဘူးတဲ့ရောမမြို့ဟောင်းနေရာများမှာတဲ့ဆရာတို့ရောင်းဝယ်ရေးစခန်းများပြုလုပ်ရာရမှာပြုလုပ်ရာမှာဈေးမြို့များဆရာတို့ပေါ်ထွန်းလာတယ်တဲ့အဲ့ဒီဈေးမြို့များကိုပြင်သစ်ဘာသာစကားနဲ့ဆရာတို့ boot look corridor blues ပေါ့နော်ဘူးခတ်တတ်တန်တော့ books look ခေါ်ပြီးတော့အဲ့ဒီ books look corridor ဒီမြို့နေလူရန်စားအောင်ကိုကျွန်တော်ဆရာတို့ ဘူးဆိုတော့ခေါ်တယ်ဆရာတို့တငယ်ချင်းချင်းချင်းပေါ့နော်အဲစကားပြောရင်ဟာမင်းကဘူးဆိုပဲဘူးဆိုပဲဆိုတာဘာလို့ပြောတာလဲဆိုတော့မင်းကအရင်ရှင်စံနေလို့ပြောတာပေါ့ဒီညို့နေလူတန်းဆောင်ဆိုတော့ဘူးဆိုလို့ခေါ်တယ်အချို့သောဒေတာတွေမှာဆိုရင်ရေတာဟိုမင်းသားရဲလိုက်မဟုတ်ဘူးနော်ရဲလိုက်ဆိုတာဟိုတရိဒံလိုပုံစံအင်းနဲ့အဲ့ဒါကိုပြောတာနော်ရဲလိုက်ဆိုတော့ဟိုရဲလိုက်ခင်မှာဆိုတော့ ရဲအိုက်ဖျားကြောင်းရဲ့အပြင်ဘက်မှာဇင်းဇင်းတည်ပြီးတော့ဆရာတို့ရောင်းဝယ်ရေးပြုလုပ်လာကြတယ်။ဒီ crusade စစ်ပွဲတွေမှာဝင်ရောက်တိုက်ခိုက်ကြရဲ့မြေရှင်သူရဲကောင်းများဟာဒီ crusade စစ်ပွဲတွေအတွက်ငွေကြေးတွေကိုဆရာတို့အဲတုံးဆွဲရတာလိုအပ်လာတခင်၎င်းတို့ရဲ့ရိုးရာအရာဆက်စခံခွင့်ရှိရဲ့အခွင့်အရေးတွေကိုဆရာတို့ဘူးဆွားတွေကိုရောင်းချစွန်လိုလာတာ ငါမျိုးရိုးစင်စဲမြေကျုံပိုင်လာတယ်ပေါ့နော်အဲဆရာအိမ်မှာရှိတဲ့မြေကျုံပေါ့အဲဟိုပါပေါ့ထားပါတော့တားငယ်ပဲထားပါတော့နော်ကဲမြေကျုံလေးတားငယ်ကိုရောင်းကျင်တယ်အဲအဲ့လိုမျိုးဆိုရင်ဆရာဘူးစာဒီကိုသွားတယ်အဲဘူးစာဒီကိုသွားပြီးတော့အဲဒီကောင်ပေါ့အဲပူပူသေးသေးလေးအဲဒါဆိုရင်တော့မင်းတို့အိမ်မှာမြေယာမလုံးနိုင်အောင်မှဟိုပါပေါ့ င်ကျန်တိုက်ပကံစီလောက်တော့လုံးလို့ရမယ်အဲဒီလိုမျိုးပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုရင်200နဲ့ထားဟူကအဲ200နဲ့ဟောအဲအမှနောက်တဲ့အဲဒီ nation သူရဲ့ကောင်းအာကျွန်တော်ဒီမှာအဲဒီဟိုဟာပေါ့ဟိုအလုံသမားလေးတယောက်ရှိရေနော်အိမ်မှာဟိုဟာသူ့အိမ်မှာညီကြီးကျုံနဲ့အဲထားတော့ဟိုဟာပေါ့စိုးတီယာလေးထားပါလို့နော်ညီကြီးကျုံနဲ့စိုးတီယာလေးရှိတယ်ရောင်းကျင်တယ်ရောင်းကျင်တယ်ဆိုရင်ဘာဖြစ်လဲ ဒါကတော့အကောင့်နည်းနည်းကြီးတယ်လူကောင်နည်းနည်းကြီးတယ်300တော့ပေးกว่าအဲ300ပေးအိမ်မှာလည်းငင်းလည်းမရှိအောင်ရောင်းလိုက်เนาะဆိုတော့ဒီလူမျိုးပေါ့နော်ဆရာတို့ဒီလူမျိုးရောင်းချရတဲ့အတွက်ကြောင့်မျိုးဘူးဆွာလူငန်းစားတွေဟာဒီမြေရှင်သူ့ရဲကောင်းနေရာနေတစဉ်ဆရာတို့ချမ်းသာလာတယ်အဲ့လိုပဲဆရာတို့ဘူးဆွာပေါ့ ကဲဘူးစွာတရေအောင်ပြိုးစော်လဲထားပါတော့အဲနာမည်အောင်ပြိုးစော်လဲထားပါတော့ဒီဘူးစွာတရေကြီးကဒီခုနမြေရှင်သူရဲကောင်းဖြစ်တဲ့အဲဒီဟိုပါပေါ့တယောက်စီရပေါ့အဲတယောက်စီရဝယ်လိုက်တယ်ဝယ်လိုက်တယ်ဆိုရင်ညီယာရီကိုဝယ်လိုက်တယ်ညီယာရီကိုဝယ်လိုက်ပြီဆိုရင်အဲ့ညို့နေလူထဲစားတွေကမဖြစ်လာတယ်သူတို့ကတပိပိနဲ့မြေရှင်သူရဲကောင်းတွေစီကနေဆရာတို့ဒီလေယာရီကိုဝယ်ရင်းဝယ်ရင်းနဲ့မဖြစ်လာလေချမ်းသာလာတယ်เนาะ ဆရာတို့ဒီဘူးစွာလူငန်းစားတွေဟာပြီးရင်ကုန်တယ်များတဲ့ကုန်ပစ္စည်းများကိုထောက်လုပ်သူများက၎င်းတို့ရဲ့အကျိုးစီးပွားကိုကာကွယ်နိုင်ရင်းနဲ့အုပ်ချုပ်ရေးပိုင်းမှာပါဝင်စွပ်ပတ်နိုင်ရတဲ့ဒီစလို့ခေါ်တဲ့အသင်းများကိုဖွဲ့စည်းခဲ့တယ်ဒီစအသင်းဘာလို့ဖွဲ့စည်းခဲ့လဲဒီစအသင်းတွေကိုဖွဲ့စည်းခဲ့တယ် ဒီ years အသေးနေရာဆိုရင်ねစီးပွားရေးလုပ်ငန်းတွေကိုလွှမ်းမိုးချုပ်ကင်လာပြီးတော့ new municipal လုပ်ငန်းများကိုပါဆောင်ရွက်လာတဲ့အပြင်မြို့အုပ်ချုပ်ရေးဝန်ထမ်းတွေကိုခန့်ထားနိုင်ခွင့်ရှိရဲဆရာတို့မြို့အုပ်ချုပ်ရေးမှာကုန်တယ်များကိုကိုစားပြုတော့အုပ်ချုပ်ရေးဖြစ်လာဥပမာဆရာကြည့်မှုရဲ့ကားပဲပြောမယ်ပေါ့ဂျွန်မုံဆိုရဲကားပေါ့နော်ရာသမင်တွင်တွင်မဲ့သူရဲ့ အဲ့ဒီနိုင်ငံဘရင်ကလေသူကသူတို့တွေကမှစမ်းမရှိစမ်းမရှိဘူးဆိုရင်အဲ့ဒီကုန်တွေကိုပြောရင်ငါတို့ဒေတာမှထွက်တာကပိုးတယ်ထွက်တယ်မင်းတို့စားတယ်ဖလှယ်တယ်အဲ့ဒီအချိန်မှာအဲ့ဒီစားနဲ့ဖလှယ်ရင်းနဲ့အဲ့ဒီကုန်တွေကိုသူကအဲ့ဒီဒေတာမှဘာလို့ခွင့်ပြုလဲဆိုရင်ကုန်တွေခွင့်ပြု အဲတပိပိနဲ့ပုံစံကပြုရင်းရနေဘယင်းနဲ့ယင်းကြီးလာတဲ့ movement တွေနဲ့ယင်းကြီးလာတဲ့အချိန်မှာတပိပိနဲ့ဟာကုံတဲကြီးလာပြီကုံတဲကြီးလာပြီပုံမှာကုံတဲကြီးတားငယ်လာတယ်အဲကုံတဲကြီးသုတိယလာတယ်ဒီလိုမျိုးတပိပိနဲ့လိုဖြစ်လာတယ်ဆရာတို့ကုံတဲတွေကအာနာရ Municipal Municipal Real War ရပါတော့ ဆရာတို့ဒါအရင်ခေတ်ကကိုလိုနီခေတ်ကအဖိုးတွေအဖွားတွေဆိုရင်ဒီစီဗီလို့ခေါ်တဲ့အုပ်ချုပ်ရေးပိုင်းတွေ municipal လို့အခုချိန်ထိသုံးနေ။အာအိုပါဒီ municipal တွေ municipal တွေပေါ့။အဓိက municipal ဆိုတာကအုပ်ချုပ်ရေးပိုင်းကိုတာဝန်ယူရတဲ့ပုဂ္ဂိုလ်တွေကို municipal လို့ခေါ်တယ်နော်။ ဘူဆောင်ရမှာဆိုရင်တဲ့ကုန်သွယ်ရေးလုပ်ငန်းရေချောင်းတည်ယူပို့ဆောင်ရေးလုပ်ငန်းတက္ကူတူပေါ်ရေးလုပ်ငန်းများမှာအကျုံးမြတ်များစွာရလို့ကျွဲချမ်းသာကျွယ်ဝလာတယ်၎င်းတို့ကအမျိုးသားစည်းလုံးညီညွတ်မှုကိုဥဆောင်ပေးနိုင်တဲ့အမျိုးသားဘရင်တွေကိုအားပေးထောက်ခံလာတယ်ဆိုတာကဆရာကပြောပြီးပါပြီအမျိုးသားဘရင်ဆိုတာ national ဒီ kinsborn เนาะအမျိုးသားဘရင်ဆိုတာကိုယ့်လူမျိုးကိုယ့်ဒီ ဆရာတို့လူမျိုးကိုပဲမူမတ်တွေခန့်နေဝင်ကြီးတွေခန့်နေအဲ့လိုမျိုးအပေးထောက်ခံတဲ့ဘုရင်တွေပါအမျိုးသားဘုရင်တွေကဆရာတို့ပေးလိုက်တဲ့ချာနေရာတစ်တီကိုတိုးချဲ့ရှာဖို့ရေးကိုအကူအညီပေးလာပါတယ်ခရစ်ယာန်ကျောင်းတော့ ခရစ်ယာန်သာသနာပြောင်းပွားရေးအတွက်လည်းနေနေရှာဖွေမှုအပိကေအရှိတိုင်းနဲ့အနောက်တိုင်းကြောင့်ကုံသွယ်မှုတိုးတက်လာခြင်းမြို့များပေါ်ထွန်းလာခြင်းဒီအမျိုးသားဘယင်စနစ်ကိုထောက်ခံတဲ့အတွေးအော်များပေါ်ထွန်းလာခြင်းနဲ့အတူဆရာ Nation စနစ်တပြည့်ပြည့်နဲ့ချုပ်နှိမ့်ပေးရတယ်အမျိုးသားဘယင်များသည် ်ခြေလုံးသွေးစင်းညီညွတ်သောမျိုးသားရေးစိတ်တည်းရဲ့အဓိကမန္တန်ကြီးဖြစ်လာတဲ့ဘူစော်ရိုရဲ့ထောက်ခံအားပေးမှုညီရှင်တို့ရဲ့အော်ဒါကြစည်းမှုနိုင်ငံရေးအတွေးခေါ်ပြောင်းလဲလာမှုဘာသာရေးပြုပြင်ပြောင်းလဲမှုတို့ကြောင့်ဥရောပမှာအမျိုးသားဘရင်စနစ်နဲ့ဆရာတို့အမျိုးသားနိုင်ငံပေါ်ထွက်လာရေးဤတို့အားဖြင့်အင်္ဂလန်၊ပြင်သစ်၊ပေါ်တူဂီ၊စပိန်စတဲ့ဥရောပနိုင်ငံတွေမှာအမျိုးသားဘရင်တွေပေါ်ပေါက်လာ ါပြီးတော့အင်္ဂလန်အမျိုးသားနိုင်ငံပြင်သစ်အမျိုးသားနိုင်ငံဆိုပြီးတော့ပေါ်ထွန်းလာပါတယ်အဲ့ဒီအကြောင်းအရာတွေကိုတော့ NEC ကထုတ်ဝေမဲ့ဆရာတို့ Greek 7တမိုင်းအထူးထုတ်ကိုဝယ်ဖတ်ရင်သိပါမယ်အဲ့ဒီတမိုင်းစာအုပ်မှာဆရာတို့အဲ့ဒီအမျိုးသားဘရင်စနစ်နဲ့အမျိုးသားနိုင်ငံတွေအကြောင်းကိုအကျဉ်းတဝိဖော်ပြမယ်ဆိုတာပြောကြရင်ကျွန်တော်ရဲ့အပိုင်း1အပိုင်း1 အခန်းနေရအပိုင်းတစ်အဲ့ဒီအပိုင်းတစ်ရအပိုင်းခွဲလေးတစ်အမျိုးသားဘရင်စနစ်နဲ့အမျိုးသားနိုင်ငံများပေါ်ထွန်းလာခြင်းအကြောင်းကိုဒီမှာပဲရှင်းအောင်ပြပြပါတော့ခင်ဗျာ